စေးဆိုင်ကစဖွင့်ပြီးဘာစီးတွေဆောင်ရမလဲဆိုတာအခုချိန်ထိမတိသေးဘူးဒါမှမဟုတ်လာမဲ့6လတနည်းအတွင်းစေးဆိုင်စဖွင့်တော့မယ်ဘာစီးတွေဆောင်ထားရမလဲဆိုတာအခုချိန်ထိမတိရသေးဘူးဆိုရင်ကျွန်တော်ဒီဗီဒီယိုကိုကြည့်ပြအောင်ကြည့်ပါတချို့လူတွေကကိုကစေးဆန့်ဖွင့်ချင်တယ်ဆိုပေမဲ့စေးဝါးတွေအကြောင်းကိုတိကျနားမလည်တဲ့အတွက်ကြောင့်မလို့စေးကုမ္ပဏီတွေစီကနေပြီးတော့စေးတွေမှားလိုက်တယ်မှားလိုက်ပြီးတော့ကိုဆိုင်ထဲရောက်တဲ့အခါကျရင်ဒီစေးတွေက ဘယ်သူမှလာမဝင်ကြဘူးအဲ့တော့6လတစ်နှစ်လောက်နေတဲ့ခါကျတော့ဒီဆေးက expire ဖြစ်ပြီးတော့အမှိုက်ပုံနဲ့ရောက်သွားတယ်ကိုယ့်ရဲ့အရင်အနည်းနဲ့ဝယ်ထားတဲ့ဆေးဝါးတွေရဲ့တဝက်လောက်က expire ဖြစ်ပြီးတော့အမှိုက်ပုံနဲ့ရောက်သွားတယ်ဆိုတာက တော်တော်လေးကိုဝမ်းနည်းစရာကောင်းတဲ့ဖြစ်ရတစ်ခုပဲအဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာဆေးဆိုင်တစ်ခုစဖွင့်တော့မယ်ဆိုရင်ဘလို့ဆေးအမျိုးသားတွေစောင့်ထားတင်လဲဆိုတာကိုကျွန်တော်အသေးစိတ်ပြောပြပေးတော့ပါမယ်အဲ့တော့ဗီဒီယိုအဆုံးထိကြည့်ပေးပါမိတ်ဆွေတို့အတွက် အကျိုးရှိပါလိမ့်မယ်။စေးဆိုင်တစ်ခုဖွင့်တော့မယ်ဆိုရင်စစချင်းမဖြစ်မနေစောင့်ထားတင်တာက OTC လို့ခေါ်တဲ့ over the counter ဆေးတွေပေါ့နော်။ဆရာဝန်ညွှန်ကြားချက်မလိုဘူးလူနာကိုယ်တိုင်လာဝင်လို့ရတယ်။ဒါမှမဟုတ်လည်းစေးဆိုင်ကလည်းအလွယ်တကူရောင်းပေးလိုက်လို့ရတယ်။ဒီနေရာမှာတစ်ခုတတိထားမှာက OTC ဆိုပြီးတော့ဆရာဝန်ညွှန်ကြားချက်မလိုပေမဲ့ဆေးရောင်းမဲ့သူက OTC အမျိုးအစားတွေကိုတေချာလေးခွဲခြားတိဖို့လိုတယ်။ဘလို့ဆေးအမျိုးအစားကဘလို့လူတွေမှာတင့်တော်တယ်ဘလောက်ပမာဏပေးရလဲဆိုတာကိုတော့ ေချာလေးတည်ထားဖို့လိုတဲ့ OTC တွေကဘာတွေလဲဆိုတာကိုကြည့်ရမယ်ဆိုရင်ကျွန်တော်တို့အဖျားကျစေတွေပါမယ်ပါရာစီတမောပါမယ် ibuprofen ပါမယ်တို့တွေက ibuprofen ကိုတည်ကြမှာမဟုတ်ဘူးပါရာစီတမောကြတော့တည်ကြတယ်ပါရာစီတမောကတကယ်တကယ်တမ်းကအဖျားကျုံနေမကဘူးတာမန်ကြိုက်ခဲနာကျင်တာလောက်ဆိုရင်လည်းပါရာစီတမောပေးလို့ရတယ်ဒါကတော့ အဖျားကျစေ OTC ကမပြစ်မနေဆောင်ရမယ်ဒါတည်းပြီးအကိုက်ခဲပြောက်စေအကိုက်ခဲပြောက်စေမှဆိုရင်ကျွန်တော်က mefenamic acid လို့မျိုးစေးတွေစောင့်ထားရမယ်ကိုက mefenamic acid ဆိုတာဘာမှန်းမသိဘူးဆိုရင်တော့တေချာလေးလေးလာဖို့လိုနေပြီသူကတွားကြိုက်တာတွေခေါင်းကြိုက်တာတွေယာရီလာလို့ကြိုက်ခဲတာတွေအတွက် ကောင်းတယ်ပြီးရင် diclofenac ဒီမှာတတိထာရမှာက diclofenac OTC ကကျွန်တော်တို့လိန်စင်းအနေနဲ့ပဲကောင်းတယ်တောက်စေးတွေထိုးစေးတွေခါကြတော့ကိုယ်တော်နဲ့ကိုရှောင်းမလို့ရဘူး diclofenac လိန်စင်းဟုတ်ခါကြတော့ဆရာဝန်ညွှန်ကြားချက်မလိုပဲနဲ့ဆရာဝန်ညွှန်ချက်မပါပဲနဲ့ကျွန်တော်တို့ပေးလိုက်လို့ရတယ် နောက်ဆောင်ထားတဲ့နဲ့စေတမျိုးကကြတော့ချောင်းဆူချွဲချက်နှာစည်းနှာပိတ်နှာရည်ယူရာတွေကိုတက်တာစီတဲ့ OTC တွေပေါ့နော်အဲ့တော့ချောင်းဆူပျောက်စည်းရည်တွေမှာဆိုရင် expectorant တွေရှိမယ် suppressant တွေရှိမယ်ဒါတွေရှိမယ်နောက်ပြီးတော့နှာစည်းနှာပိတ်တာကိုတက်တာစီတဲ့ antihistamine တွေရှိမယ် decongestant ဆိုတဲ့ဆေးတွေရှိမယ်အဲ့တော့ဒီဆေးတွေကိုလည်းကျွန်တော်တို့ဆေးဆိုင်စားပွင့်မယ်ဆိုရင်ဆောင်ထားတဲ့နဲ့ပြီးရင်အစာအိမ်နဲ့ဥလန်းချောင်းဆေးတွေဘိုင်းအောင်ဘိုင်းနာတွေတက်တာတဲ့ဆေးတွေ antacid တွေ တက်စကိုပန်လို့ခေါ်တဲ့ဒီဥလန်းချောင်းမှာရှိတဲ့ကြွက်တားတွေဟာတင်းတာတွေကိုယော့စေတဲ့ဆေးတွေပြီးအန်အန်ပြောက်စေဒွန်ဘယ်ရီဒုံးတွေဒိုင်မန်ဟိုက်ဒရိတ်လို့ခေါ်တဲ့ဆေးတွေပြီးဝမ်ပိတ်ဆေးလို့ပြီးတော့မိုက်တွေဝမ်နှုတ်ဆေးဗီဇာဂိုဒိုင်းတွေလက်ကျူလို့ဆေးတွေပြီးရင် ORS ဆိုတဲ့ဒီဓာတ်စာကြီးပေါ့နော်ဝမ်ရှော့တဲ့အခါကျရင်ခန္ဓာကိုယ်ကိုရေတန်းတဲ့ဓာတ်စာတွေကိုပြန်ဖြည့်တင်မှုအတွက်ပေးတာဒါတွေကိုလည်းဆောင်ထားတင်တယ်ဓာတ်မတည့်တာတက်တာတဲ့ဆေးတွေပေါ့နော်စီထရစ်ဇင်းလို့ရှိမယ်လော်ရာဒတင်းလို့ရှိမယ်ဒက်စ်လော်ရာဒတင်းလို့ရှိမယ်ဒါတွေက အင်ဂျင်ထတာတွေရားရန်တာတွေဓာတ်မတည့်တာတွေနှာစိနာပိတ်တာတွေပါတက်တာဈေးတယ်ပြန်အားစေးတွေမာတီဗီတာမင်ဘောင်းစုံရှိမယ်လူလာတွေအတွက်အဆင်ပြေတယ်ဗီတာမင်စီတွေစောင့်ထားရမယ် B complex စောင့်ထားရမယ်၊ calcium တွေစောင့်ထားရမယ်။တခြားအိမ်သုံးဆေးတွေရှိမယ်၊အမူပြေဆေးတွေရှိမယ်၊ဇက်ကြောတက်ရင်ခါနာရင်တောက်တဲ့ဆေးတွေရှိမယ်၊လိမ့်ရဲဆေးတွေရှိမယ်၊တန်ချဆေးတွေရှိမယ်၊တခြားလိမ့်ဆေးတွေပေါ့နော်၊ပိုတက်ဆေးရေ၊ဗီတဒင်းလိုမျိုးဆေးတွေ၊အနာလိမ့်ဆေးတွေ၊ပြင်ကျွတ်တာနာတဲ့အခါလိမ့်တဲ့ဆေးဒါကလည်း diclofenac နဲ့ဆိုတဲ့ဂျယ်ပါပဲ။ပြင်ယာနာပြောင်းဆေးတွေ၊ပြီးရင်အခြေခံဆေးပစ္စည်းတွေနဲ့ဒီဝါဂွန်းတို့ဂွန်းတို့ ပတီတို့ plaster တို့ဒါတွေကကျွန်တော် OTC အနေနဲ့စောင့်ထားတဲ့နေရာထဲမှာပါတယ်ဒီထဲမှာပါတဲ့ဆေးဝါးတစ်ခုချင်းစီကိုတော့ကျွန်တော်ဒီ HIB အစင်းမြေဆေးဝါးတင်တဲ့ရဲ့ပထမလမှာတော့တေချာတင်ထားပြီးတာရှိပါတယ်ခင်မိတ်ဆွေအနေနဲ့ဆေးဆိုင်ဖွင့်ဖို့တေချာတဲ့6လတနည်းအတွင်းမှာဖွင့်တော့မယ် ဒီစေးတွေအကြောင်းကိုလည်းတခြားမတိသေးဘူးဆိုရင်တော့ကျွန်တော်အသေးစိတ် HIB အစင်းမြေစေဝါတင်တာမှာတင်ထားပေးတာရှိပါတယ်။ Okay နောက်ထပ်ဆောင်ထားရမယ့်နောက်စေးတွေကတော့ဆရာဝန်ညွှန်ကြားချက်လိုတဲ့ prescription only medicine လို့ခေါ်တယ်။အဲ့ဒါတွေခါကျတော့ဆရာဝန်စီးစာပါမှဒါမို့လဲစီးယုံစီးခန်းလက်မှတ်စီးယုံစီးခန်းစာအုပ်နဲ့လာဝေတဲ့အခါကျမှပဲကျွန်တော်တို့ကတိတိကျကျရောင်းဝေးရမှာတချို့လူနာတွေကရှိတယ်ဆရာဝန်ညွှန်ကြားရမယ့်စေးကိုကိုယ်တော်နဲ့ကိုယ်လာဝေတောက်တာမျိုးတွေရှိတယ်။ အဲ့တော့ဒီမှာပြထားတဲ့ OTC တို့ PON တို့ဆိုတာကကျွန်တော်ကနေပြီးတော့တက်မှတ်ထားတာမဟုတ်ဘူးမြန်မာပြည်မှာတက်မှတ်ထားတာမဟုတ်ဘူးနိုင်ငံတကာမှာဘယ်ဈေးကတော့ဖြင့်လူနာတွေကိုယ့်အနေနဲ့ကိုဝယ်တောက်လို့ရတယ်စိုးကျိုးနည်းနည်းလေးပဲရှိရဆိုပြီးတော့ခွင့်ပြုထားတယ် PON လို့ခေါ်တဲ့ဈေးဒီခါကျတော့အခက်မတင်အသက်အနေဟိုပါတွားပြီးတော့ထိခိုက်နိုင်တယ် ဒါကြောင့်မလို့ POM ဆိုတဲ့စီးခါကြတော့ဆရာဝန်ကိုယ်တိုင်စမ်းတက်မယ်စစ်ဆေးမယ်လိုအပ်တဲ့ခါကျရင်တွေးစစ်စစ်တက်မယ်ပဲဒါတွေအားလုံးပြီးတဲ့ခါကျမှပဲ POM စီးတွေပေးရတာအဲ့တော့တချို့လူနာတွေကကိုယ်တဘောနဲ့ကို POM လို့ခေါ်တဲ့စီးတွေကိုတော့တောက်လိုက်တဲ့ခါကျရင်လက်ရှိအချိန်မှာတော့၎င်းဒါမှမဟုတ်လည်းအနာဂတ်မှာတော့၎င်းစိုးကြိုးကြီးကြီးမားမားဖြစ်သွားနိုင်တယ် POM စီးတွေကဆရာဝန်ညွှန်ကြားချက်အတိုင်းတွားပြီးတော့တောက်ရတယ်။အဲ့ဒီထဲမှာဘာတွေပါလဲဆိုရင်ပိုတက်စီးတွေ antibiotic တွေပါမယ်။ antibiotic ထဲမှာကျွန်တော်တို့တည်ကြတဲ့ amoxicillin ပါမယ်။အဲတချို့တွေပဲတည်ရဲ့ azithromycin ပါမယ်။နောက်တစ်ခုက metronidazole ဆိုတဲ့ကောင်းတွေပါမယ်။ antibiotic ဆိုတော့ဒီထက်မကအများကြီးရှိပါသေးတယ်။နောက်ပြီးတော့ steroid စီးတွေရှိတယ်။စေးဆိုင်တစ်ခုဖွင့်ပြီးဆိုရင် steroid စီးတွေကတော့တင်ထားရမယ်။အဲ့တော့အဲ့ဒီထဲမှာမှာ prednisolone ရှိမယ်၊ dexamethasone ရှိမယ်၊ဒါ metoprednisolone ရှိမယ်။အဲ့တော့ဒါတွေကကြတော့တကယ်တကယ်တမ်းကဆရာဝန် ံဖက်ကနေပြီးတော့စန်တက်စစ်စေးပြီးမှတေချာပေးရတဲ့ဈေးတွေတချို့လူတွေကတချို့စေးဆိုင်တွေကအလွယ်တကူဝယ်နေကြတာရောင်းနေကြတာရှိတယ်အဲ့ဒါမဖြစ်တဲ့မူစိုးကြိုးအရန်များတဲ့တော့ကြောင့်မလို့ press question only ဆိုပြီးတော့တက်မှတ်ထားတာဖြစ်တဲ့ဆရာဝန်တွေပေးတယ်ဆိုရင်တော့မှတစ်ခါလေကြာရင် side effect ရနေတာပေါ့နော်ပြန်နာနာရှိယောဂတဲ့တုံးတဲ့စေတွေတွေးတူယောဂတဲ့တုံးတဲ့စေတွေစီချိုယောဂတဲ့တုံးတဲ့စေတွေနှလုံးယောဂအဆုတ်ယောဂအစာရင်ယောဂကြောက်ကဒါတွေအထွတ်ထိမ့်ချုပ်တဲ့စေတွေကိုလည်းကိုယ့်ရဲ့ဆေးဆိုင်မှာ တင်ထားရမယ်ဒီညမှာတခုရှိတာကသူများတွေပျော်တိုင်းတင်ထားတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ data မှာဘယ်လိုလူနာတွေကအဖြစ်များလဲတွေးတိုးလူနာတွေများလာလားစီချိုလူနာတွေများလာလားသူတို့နဲ့ဆက်ဆက်တဲ့သူတို့ဝယ်နိုင်တဲ့ဈေးတွေကိုကိုယ့်ရဲ့ဈေးဆိုင်တွေမှာတင်ထားဖို့လိုတယ်အဲ့တော့ဒီဟာတွေကလည်းနာနာချေဈေးဝါးတွေဆိုတာကလည်း prescription only ပဲဆရာဝန်ညွှန်ကြားချက် အတိုင်းတောက်ရတဲ့ဈေးတွေပဲအဲ့တော့ဒီ prescription only medicine ဆိုတဲ့ဆရာဝန်ညွှန်ကြားချက်အတိုင်းတောက်ရတဲ့ဈေးတွေကိုတော့ကျွန်တော်ဒီ HIP အဆင့်မြင့်ဈေးဝါးတင်နိုင်ရဲ့ဒုတိယလမှာ အသေးစိတ်တင် जा ပြီးထားတယ်ဒုတိယလာနဲ့တတိယလာရဲ့တဝက်လောက်အထိပေါ့နော်တေချာတင်ထားပြီးတာရှိရဲအဲ့တော့မိတ်ဆွေအနေနဲ့စေးဆိုင်ဖွင့်ဖို့စိတ်ကူးရှိရဲဆိုရင်ဒီအခုကျွန်တော်ပြောခဲ့တဲ့စေဝါတွေအကြောင်းကိုတင်ချာလေးနားလဲနေဖို့လိုတယ်အဲ့တော့ကျွန်တော်အရင်ဗီဒီယိုတစ်ခုမှပြောခဲ့တဲ့အတိုင်းပဲစေဝါတွေတခုတည်းနားလဲယုံနေတော့မပြီးဘူးကျွန်တော်တို့စေဝါနဲ့ဆိုင်တဲ့စေးဆိုင်နဲ့ဆိုင်တဲ့ marketing တွေ sale တွေ service တွေကိုလည်းတခြားတိဖို့လိုတယ် inventory ကိုလည်းတခြားတိဖို့လိုတယ်အဲ့ဒါတွေကိုတော့ကျွန်တော် HIB အစီအမံစေဝါတင်နိုင်ရဲ့နောက်ဆုံး နှစ်ပတ်မှာတေချာလေးအသေးစိတ်တင်လာပြတာရှိရဲအဲ့တော့မိတ်ဆွေအနေနဲ့စေဝါတွေအကြောင်းကိုတေချာလေးလာခြင်းနဲ့တေချာနားလဲခြင်းနဲ့ဆိုရင်တော့ကျွန်တော်ကိုယ်တိုင်တရားပြထားတဲ့ HIV ဆင်းရဲစေဝါ၃လတင်နေရှိပါတယ်ဒါကတော့ zone class ပါနေ့စဉ်တင်ကန်းစားတွေကိုလေ့လာမှဖြစ်ပြီးတော့ စနေနေ့တိုင်းမှာ zone discussion ရှိပါတယ်ဒီတန်တန်းကိုစိတ်ဝင်စားနေဆိုရင်တော့ကျွန်တော်တို့ Facebook ကနေကြည့်နေရဆိုရင် comment မှာ HIP လို့ရေးလိုက်ပါတို့မဟုတ် page messenger မှာလာပြီးတော့ HIP လို့ရေးလိုက်ပါစာပြန်ပေးပါမယ်အကယ်၍ YouTube ကနေကြည့်နေတယ်ဆိုရင်တော့ကျွန်တော် comment မှာ link ချထားပေးပါတယ် video ကိုတိတိကြည့်ပြတဲ့ကြောင့်မလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်ပြီးတော့စေးဆိုင်ဖွင့်ဖို့အတွက်စီဝါတွေနဲ့ဆိုင်တဲ့ဘူးကြားတွေကိုတေချာလေးပြောပြပြီးမှပြတဲ့ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like subscribe လုပ်ထားနိုင်ပါတယ် အစအစရရအဆင်ပြေပြီးခင်ပါစေမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ။